မိတ်ဆွေတို့တခါတလေဖုန်းကိုဘာကြောင့်ဒီလောက်ဆွဲနေတာလဲလို့တွေးဘူးလားဒါမှမဟုတ်အစားအသောက်ကိုဘာလို့အလွန်ကြိုစားနေမိလဲအန်ဒါဟန်ဆန်ရေးသားတဲ့ The Attention Fix ဆောက်ထဲမှာဒီအကြောင်းတွေကိုအသေးစိတ်ရှင်းပြထားပါတယ်ကျွန်တော်တို့ရဲ့အုံနောက်နဲ့ခစ်တစ်ကဘာအကြောင်းကိုလေ့လာကြည့်ရအောင်အန်ဒါဟန်ဆန်ဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီးအုံနောက်နဲ့ပတ်သက်တဲ့သူတေသနတွေကိုအများကြီးလုပ်ထားပါတယ် သူ့ရဲ့စာအုပ်တွေဟာလူတွေကိုအာယုံစူးစိုက်မှုနဲ့ပတ်သက်ပြီးအသိပညာတွေအများကြီးပေးပါတယ်။ကျွန်တော်တို့ရဲ့အုံနောက်ဟာ အရင်ကဘာနဲ့အံဝင်ခွင်ကြဖြစ်အောင်ဖန်တီးထားတာပါ။အရင်တုန်းကအစားတောက်ရှာပါပြီးအမြဲတမ်းလှူရှားနေရတဲ့ဘဝပါ။အခုခေတ်မှာတော့အစားတောက်တွေအလွယ်တကူရနိုင်ပြီးတတောင်းတတာနေနိုင်တဲ့အတွက်အုံနောက်ကအရင်လိုပဲတုံ့ပြန်နေတုန်းပါပဲ။ဥပမာကယ်လိုရီများတဲ့အစားအစာတွေကိုစားချင်နေတာမျိုးပေါ့။ ခံစားချက်တွေဆိုတာကျွန်တော်တို့ရဲ့အုံနောက်ကနေဖန်တီးထားတဲ့အရာတွေပါခန္ဓာကိုယ်အတွင်းမှာဖြစ်ပျက်နေတာတွေနဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုပေါင်းစပ်ပြီးခံစားချက်တွေကို ဖြစ်ပေါ်စေတာပါဒါတွေကကျွန်တော်တို့ကို အနေရကနေကာကွယ်ပေးပြီးအသက်ရှင်တန်ဖို့အတွက်အထောက်ကူပေးပါတယ်စိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုနဲ့စိတ်တက်ကြတာတွေဟာခစ်တက်မှာပိုဖြစ်များလာပါတယ်အရင်တုန်းကစိတ်ဖိစီးမှုဆိုတာယာယီပဲဖြစ်ပြီးအခုခေတ်မှာတော့အများအားလိုလိုဖြစ်နေပါဗျ ဒါဟာကျွန်တော်တို့ရဲ့အုံနောက်ကိုထိခိုက်စေနိုင်ပါတယ်။မိုဘိုင်းဖုန်းတွေကကျွန်တော်တို့ရဲ့အုံနောက်ကိုဖျက်ဆီးနေပါတယ်။ဖုန်းကနေတဖက်မှာတက်ကိုထုတ်ပေးပြီး ကျွန်တော်တို့ကိုဖုန်းကိုဆွဲလန်းစေပါတယ်။ notification တခုရတိုင်းဒုတ်ဖက်မှာထွက်လာပြီးဖုန်းကိုဆက်သုံးချင်နေတာပါပဲ။ Silicon Valley ကလူတွေတောင်ဒါကိုသိလို့သူတို့ရဲ့ကလေးတွေကိုဖုန်းတိတ်မတုံးခိုင်းကြပါဘူး။ multitasking လုပ်တာကအာရုံစူးစိုက်မှုကိုထိခိုက်စေပါတယ်။ လူတွေကတစ်ချိန်တည်းမှာအလုပ်တွေအများကြီးလုပ်နိုင်တယ်လို့ထင်ကြပေမဲ့တကယ်တော့မလုပ်နိုင်ပါဘူး။အာယုံတွေပြောင်းနေတဲ့အတွက်အလုပ်တစ်ခုကိုတေချာမလုပ်နိုင်တော့ပါဘူး။ဖုံးပေးမှာရှိနေုံနဲ့တည်းအာယုံပြန့်လွင့်စေပါတယ်။ဖုံးစကရင်ကနေထွက်တဲ့အလင်းရောင်ကအိပ်စက်မှုကိုထိခိုက်စေပါတယ်။အိပ်မပြောတာစိတ်ကြတာနဲ့စိုးရိမ်ပူပန်တာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ညဘက်မှာဖုန်းကိုတိတ်မတုံးသင့်ပါဘူး။ ဆိုရှယ်မီဒီယာကနေလူမှုရေးအရာနှိုင်းယှဉ်မှုတွေဖြစ်လာပြီးကိုချင်းစာနာစိတ်တွေနှဲပါလာပါတယ်။သူများတွေရဲ့ဘဝကိုကြည့်ပြီးကိုကိုကိုအားငယ်စိတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။လူမှုရေးဆက်ဆံရေးတွေပျက်စီးပြီးအထီးကျန်ဆန္ဒနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာကစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။အုံနောက်ထဲမှာသွေးလည်ပတ်မှုကောင်းစေပြီးအာယုံစူးစိုက်မှုကိုတိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကရှေးခေတ်လူတွေရဲ့ဘဝနဲ့ဆင်တူတဲ့အတွက်စိတ်ဖိစီးမှုကိုတက်တာစေပါတယ်။အနာဂတ်မှာကျွန်တော်တို့ရဲ့အုံနောက်တွေဘလို့ပြောင်းလဲသွားမလဲ။ပညာရေးနဲ့အလုပ်ကိုင်တွေတိုးတက်လာတာကြောင့်မိခမြင့်တက်လာနိုင်ပါတယ်။ဒါပေမဲ့ဤပညာကိုအလွန်ကျွံအားကိုးရင် အုံနောက်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေရောနေသွားနိုင်ပါတယ်။ဒါကြောင့်ဤပညာကိုတင့်တင့်လျောက်ပတ်စွာအသုံးပြုဖို့လိုပါတယ်။ မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအဓိကသင်ခန်းစာတွေကတော့ကျွန်တော်တို့ရဲ့အုံနောက်ဟာခေတ်စ်ကဘာနဲ့မကိုက်ညီဘူးဆိုတာပါပဲ။ဒါကြောင့်လေ့ကျင့်ငန်းလုပ်ပါဖုန်းကိုအလွန်ကြုံမသုံးပါနဲ့အေးရောဝအိပ်ပါ။ဒီအချက်တွေကိုဂရုစိုက်ပြီးခေတ်စ်ရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကြပါစို့။ကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်။